ကက်ကက်နဲ့ကျွန်တော်တို့ဒီနောက်ခံသချင်းထည့်တဲ့နီလာလေးတွေကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်စီအရင်ဆုံးယူมาဖြစ်တဲ့အတွက် new project ကိုနှိပ်ပါမယ်နှိပ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ယူမဲ့သချင်းဒီဗီဒီယိုကိုအရင်ဆုံးကျွန်တော်တွေကဆက်လက်ပေးပါမယ်ကျွန်တော်ဒီဗီဒီယိုလေးကိုယူပါမယ်ပြီးလို့ရှိရင်ကျွန်တော်က extra လေးကိုနှိပ်ပေးပါမယ် sorry ကျွန်တော်ဒီဗီဒီယိုမျိုးတခြားဗီဒီယိုတစ်ခုကိုယူပါမယ် ကဲဒီကောင်ယူလိုက်မယ်နော်ပြီးရင်တော့ add ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်တို့ဒီကခဏလေးစောင့်ပေးရမှာဖြစ်ပါတယ်နော်အဗီဒီယိုမိနစ်ချင်းလဲချင်တယ်လို့ကျွန်တော်ဒီမိုဘိုင်းဖုန်းမှာဆိုလို့ရှိရင်တော့စောင့်ပေးရတယ်ကွန်ပျူတာမှာဆိုလို့ရှိရင်တော့တိတ်မကြဘူးပေါ့ဗျာနော်ဟုတ်မှာတော့ဒီမှာ100%ပြည့်တဲ့အထိကိုစောင့်ပေးရပါတယ်เนาะသူက ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလေးက timeline တွေကိုရောက်လာပြီဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာတော့ကျွန်တော်က one way show one site နဲ့ပဲ sorry ကျွန်တော်တို့960 ratio site ကိုကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်အဲ့တော့960 ratio ကိုကျွန်တော်ဒီနေရာမှာရောက်ပါမယ် sorry ဒီမှာ960 ratio ဖြစ်ပါတယ်ပြီးလို့ရှိရင်အမှန်ချစ်ပေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့က တချင်းနောက်ထပ်ထပ်ပြီးတော့ထဲမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာသူ့ကိုအော်ဒီယိုကိုနှိပ်ပေးမယ်။အော်ဒီယိုကိုနှိပ်ပြီးသွားပြီဆိုလို့ချင်းတော့ကျွန်တော်ညာဘက်ကိုဆွဲလိုက်ပါ။ဆွဲပြီးသွားပြီဆိုလို့ချင်းကျွန်တော်ဒီမှာ A stand ဆိုတာလေးရှိပါတယ်နော်။ A stand ဆိုတာကိုတွေးပြီဆိုလို့ချင်းကျွန်တော်ထည့်ကျင်တဲ့တချင်းပေါ့နော်။အဲတခြင်းတပုတ်ကိုကျွန်တော်ဒီမှာ TikTok အလွယ်တကူလေးတောင်းထားပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီမိနစ်အများကြီးသုံးလို့မရဘူး။ကျွန်တော်ကကျတော့ဒါနီလန်းပြပေးတာဖြစ်တဲ့အတွက်ကျွန်တော် အဲထည့်တဲ့နီလန်းလေးကိုပြပေးတာပေါ့နော်ကျတို့အများကြီးဒီလားမိနစ်အချိန်ကြီးထည့်မယ်ဆိုလို့ရှိရင်တော့ဒေချာပေါ့ coffee right ညီမှာဖြစ်ပါတယ်အဲကြောင့်မလို့ကျတော့ဒီမှာထည့်လိုက်မှတ်ပေးလိုက်မယ်ပြီးလို့ရှိရင်တော့ instant and s audio ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျတို့ဒီအောက်လေးမှာလာပြီးတော့အဲသချင်းလေးရောက်လာပြီပေါ့နော်ရောက်လာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကဒီမှာ ဒါဆိုလို့ရှင်အလွယ်တကူထည့်လို့ရပြီပေါ့ဗျာနော်အဲ့တော့ကိုကကိုဒီ music တွေကိုတောင်းမယ်ဆိုလို့ရှင်တော့ကျတို့ copyright လွတ်တဲ့ music တွေကိုထောင်းပြီးတော့တောင်းအောင်မှာဖြစ်ပါတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှင်မြန်မာဒီမြန်မာနောက်ခံဒီလုံးတွေကိုအသုံးပြုနေတယ်ဆိုလို့ရှင်တော့ဘယ်တောင်းရင်တောင်းမဟုတ်ဘူးဆိုလို့ရှင်ကိုယ်တိုင်တိခတ်ပြီးတော့တောင်းအောင်မှာဖြစ်ပါတယ်အခုလိုမျိုးကျုပ်တွေကသင်းတွေကိုအသုံးပြုမယ်ဆိုလို့ရှင်တေချာဖောက် copyright ကတော့ညှိနိုင်ပါတယ်ခင်ဗျာတဘောဝမှုရှိခန့်ထားတယ် တော့တော့များတဲ့နေဝဲသဘာဝကို Okay နော်ဒါဆိုလို့ရှိရင်တော့ကျွန်တို့တွေဒါသရှင်လေးအလွယ်တကူထည့်လို့ရသွားပြီဖြစ်ပါတယ်အဲ့ဒီမှာကျွန်တို့တွေကသူ့ကိုကျွန်တို့ဒီသရှင်ရဲ့အတန်ကအရန်ကျဲနေတယ်ထင်လို့ရှိရင်ကျွန်တို့တွေကဒီမှာလာပြီးတော့ဒီဘောလူးကိုချော်ချလို့ရတယ်โอเคเนาะပြီးလို့ရှိရင်ကျွန်တို့တွေကဒီသရှင်ကိုကျွန်တို့တွေဒီနောက်ပိုင်းမှာပေါ့ဗျာ နောက်ပိုင်းမှာကျွန်တော်ဒီဘိုင်းလေးကိုကျွန်တော်မလူကျင်ဘူးပေါ့နော်ဒီဘိုင်းလေးကိုမလူကျင်ဘူးဆိုလို့ချင်းဒီမှာဆက်လက်ပေးလိုက်ပါဆက်လက်ပေးပြီးွားပြီဆိုလို့ချင်းဒီမှာ split ကိုနှိပ်ပြီးတော့ကျွန်တော်တွေက delete အမိုက်ပုံပေါ့နော်အဲအမိုက်ပုံတွေကိုထည့်လိုက်ပါ delete နှိပ်လိုက်ပါဒါဆိုလို့ချင်းတော့သရှင်းနဲ့ဒီအပေါ်ကရုံနဲ့ ကျွန်တော်အောက်ကအတန်နဲ့တသားတည်းပေါ့နော်တသားတည်းဖြစ်သွားပြီဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါဒါဆိုလို့ရှင်အားလုံးပဲထည့်တက်ကြလိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နီလန်းတွေလည်းတည်ကျင်နေဆိုလို့ရှင်ကောမလီမှာရေးခဲ့ပါအောင်ခင်ဗျာ